โอเคအခုကနေစပြီးတော့48နာရီအတွင်းကြုံရမယ့်အခြေအခြေအနေလေးကိုကြည့်ပေးမှာဖြစ်တယ်ပေါ့နော်ဆိုတော့48နာရီအတွင်းမှာဒီ reading ကိုလာကြည့်မယ် collective တွေအတွက်အခြေအနေနဲ့ပတ်သက်ပြီးတော့ဘယ်လိုအပြောင်းအလဲတွေရှိမလဲကိုဖတ်ပေးမှာဖြစ်တယ်တချင်းစံလေးတွေကြားနေရရင်တော့တိခံပေးပါအောင်ရှင်ကျွန်မရွာကိုပြန်ရောက်နေလို့ပေါ့နော်ဒီအချိန်ထိသူတို့ကဖွင့်နေကြတော့မှရှိသေးတယ်โอเค48นาทีအတွင်းမှာ Crisis of Panic Care and judgment ကိုတွေ့ရတယ်ကိုကိုတစ္ဆာဖောက်သွားတဲ့သူတွေကိုကိုထားခဲ့တဲ့အတိတ်ကသူတွေဒီလိုလူမျိုးတွေကပြန်ပြီးတော့ဆက်သွယ်လာနိုင်ခြေရှိတယ်ဆိုတာမျိုးကိုတွေ့ရတယ်ဒီ48နာရီအတွင်းမှာကိုရဲ့ပါတနာကကိုအပေါ်ကိုတစ္ဆာဖောက်ဖျက်ထားတာမျိုးတွေရှိနေတယ်ဆိုရင်ပေါ်လာပေါ်လာဖို့ရှိတယ်အဲ့ဒီသတင်းကို ကြားသိရဖို့ရှိတယ်ကိုကိုရိုင်းကအာဒီလိုမျိုးပေါ့နော်မဟုတ်တာမျိုးလှုပ်ထားတယ်ကိုကိုရိုင်းကချိထားတယ်ဆိုရင်လေအဲ့ဒီအတွက်ပေါ်သွားနိုင်တယ်ဆိုတော့ ace ကိုမျောလင်းနေတဲ့သူတွေ ace ပြန်လာခြင်းရှိတယ်သူဘက်ကနေပြီးတော့ပြန်ဆက်သွယ်လာခြင်းရှိတယ်ဆိုတာမျိုးကိုတွေ့တယ်ပေါ့နော်အဲ့ဒီလိုမျိုးအတိတ်ကတစုံတယောက်ကြောင့်မလို့ဟိုလက်ရှိ saturation ကိုတွားပြီးတော့ထိခိုက်မှာမျိုးတွေတုံရနိုင်တယ်ဘာကြောင့်လဲဆိုတော့ကိုကဒီအချိန်မှာတယောက်ကိုအပြေပေးမလို့တွေးနေပြီဒါပေမဲ့အဲ့ဒီလိုမျိုးတစ်ဖက်ကိုရွေးချယ်လိုက်တော့မယ်ဆိုတဲ့အချိန်ကြာကမှအတိတ်ကပတ်သက်ခဲ့တဲ့လူဟောင်း င်းကရုတ်တရက်ကြီးကိုစီကိုပြန်ရောက်လာတဲ့အချိန်မှာကို့အနေနဲ့ဘာကိုရွေးချယ်လို့ရွေးချယ်ရမှန်းမသိပဲဗျာများသွားတာမျိုးတွေဖြစ်တတ်တယ်။ဆိုတော့ဒီ48နာရီအတွင်းမှာတချို့သူတွေလူဟောင်းနေနဲ့ပြန်ပတ်သက်ရပြီးရောတချို့သူတွေအာအချိန်နေတစ်ခု relationship တစ်ခုကနေပြီးတော့စွန့်ခွာလာမှာမျိုးကိုတွေ့ရတယ်။ပိုကောင်းတဲ့အဲအရွေးတစ်ခုကိုရနိုင်မယ်လို့ထင်တဲ့ဟာမျိုးကိုရွေးချယ်မိလိုက်ပဲမယ်ပေါ့နော်။လက်ရှိမှာ toxic relation ထဲမှာပိတ်မိနေတယ်။ရွေးချယ်ရတွေခတ်နေတယ်။ဘာလို့လို့လို့ရမှန်းမသိ ဘူးဆိုရင်ဒီ48နာရီအတွင်းမှာတော့ပြက်သားစွာစွန့်ခွာနိုင်လိမ့်မယ်ဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော်ကို့အတွက်မကောင်းဘူးအဆင်မပြေဘူးလို့ယူဆရတဲ့အဝမ်းအဝိုင်းနဲ့လူပုပ်ကိုတွေကိုအရင်တော့ဘလောက်ပဲကောင်းတယ်လို့ထင်ထားတာငါအတွက်ကောင်းကောင်းတယ်ပေါ့နော်မကောင်းဘူးဆိုရင်လေကိုကအဲ့ဒီမှာမှုန်နေတဲ့အချိန်ဆိုတော့ကြတော့သူကအရန်ကောင်းတယ်ဆိုပြီးဖတ်တွယ်ထားနေတာတွေကဒီ48နာရီအတွင်းမှာသူ့ရဲ့အခြေအနေအမှန်ဇယိုက်အမှန်တွေကိုကိုကလက်ခံနိုင်သွားပြီးတော့သူ့ကိုထားခဲ့ဖို့အတွက်ဆုံးဖြတ်ချက်ချနိုင်လိမ့်မယ်ဆိုတာမျိုးကိုတွေ့ရတယ်ဒက်စတာ ကိုတုံးတုံးဖြစ်နေလို့မပြရဲဘူးပေါ့နော်ဆိုတော့ duster duster အရာဒီ48နာရီအတွင်းမှာအခြေအမြစ်တာကြီးနဲ့ပတ်သက်ပြီးတော့မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်လိမ့်မယ်မှန်ကန်တဲ့ရွေးချယ်မှုကိုလုပ်နိုင်လိမ့်မယ်ဘဝမှာမျောလင့်တဲ့အသက်နဲ့ပြန်ပြီးတော့ရှင်သန်လာနိုင်လိမ့်မယ်ဆိုတာမျိုးကိုတွေ့ရတယ်ဆိုတော့ toxic relation တွေထဲမှာအဲ addition ဖြစ်နေတဲ့သူတွေဆွဲလန်းနေတဲ့သူတွေ abuse relationship မှန်တည်ရနေရုံမထွက်နိုင်တဲ့ သူတွေဒီ48နာရီအတွင်းမှာလုံးဝယုံထွက်နိုင်သွားမယ်လုံးဝပြတ်သားစွာရွေးချယ်နိုင်သွားလိမ့်မယ်ဆိုတာမျိုးကိုတွေ့ရတယ် that star ရဲ့ energy နဲ့ရောင်နီပြန်တန်းလာပြီးမင်းဘဝထဲမှာအခြေအေးမြေတားကြီးနဲ့ပတ်သက်ပြီးတော့ပျော်ရတော့မယ်ဆိုတာကိုတွေ့ရပါတယ်ရှင်ဆိုတော့ Facebook တမ